စိတ်ချမ်းသာခြင်းရင်မတိအောင်ဆောင်လိုက်ပါ။နေရာတကာအလိုက်သိတာကကောင်းတယ်ဆိုပေမဲ့တချို့အရာတွေကမတိချင်အောင်ဆောင်တတ်ရတယ်။ဒါမှစိတ်ချမ်းသာရမှာပါ။တင်းမရှိရင်မဖြစ်ဘူးဆိုတာလောကမှာမရှိဘူး။နေအလင်းရောင်တစ်ခုတည်းနဲ့ကဘာကြီးလင်းနေရင်ညဆိုတာဖြစ်လာမှာမဟုတ်ဘူးလေ။ဘဝမှာနေရတကလိုက်ပြီးတွဲပေးနေရင်ကိုယ်ပဲပြင်ပန်းရလိမ့်မယ်။ ထွက်ချတင်တဲ့အရာတွေကိုထွက်ချတတ်အောင်ကျင့်ရပါဆွဲထားသမျှပိုးလောင်းနေရင်အဲ့ဒီရက်ဝမ်းမှာကြာကြာမနေနဲ့မလိုအပ်တော့ဘူးဆိုရင်တိသာစွာပြောင်းလဲတက်လာတာလူတဘာဝပါဒါကြောင့်မှန်နေရင်တောင်မငင်းနဲ့တိတ်ဆိတ်နေခြင်းကပညာပါမင်းနေရင်တောင်မပြောဘဲနေရမယ့်အနေအထားဆိုရင်မသိချင်ရောင်ဆောင်လိုက်ပါ တချို့တွေကစေတနာနဲ့တန်ဖိုးကိုနားလည်မှာမဟုတ်ဘူး မဝမှာအများကြီးပဲလို့အများကြီးပြန်ရတယ်ဆိုတာမေတ္တာပဲရှိတယ်။ဒါပေမဲ့မေတ္တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါပြန်ရတာကနောင်တဆိုရင်အဲ့ဒီနောင်တအပေါ်ဒေါသဖြစ်ခြင်းကြောင့်ပေးသမျှမေတ္တာတွေကဒဏ်ရာအဖြစ်ပြန်ရမယ့်အတူတူမသိချင်အောင်ဆောင်လိုက်တာကပိုအဲချမ်းပါတယ်။